င်လေပြင်းရဲ့အဆုံးမရှိတဲ့အတားရောင်ရည်ပြင်းတဲမှာဒုံးပြက်လိုမြန်ဆန်ပြီးဓာတ်လိုထမြက်တဲ့နှုတ်သီးကိုပိုင်ဆိုင်ထားတဲ့တားရဲတကောင်ရှိပါတယ်။သူကတော့မာလင်ငါးပါ။သူ့ရဲ့နှုတ်သီးချွန်းကိုဘာကြောင့်လက်နက်လိုအသုံးပြုတာလဲ။သူတို့ဟာပင်လေထဲမှာအမြန်ဆုံးငါးတွေလား။ ပေါင်2000လီးပါရှိတဲ့ဒီအရာမငါးကြီးတွေဟာလူသားတွေကိုဘလို့ဒုက္ခပေးဘူးလဲဆိုတာနဲ့တန်ဃာသေးတွေကငမန်းတွေထမာလင်ငါးတွေကိုအကြောက်ရဆုံးဖြစ်တဲ့ဆိုတဲ့အကြောင်းစတဲ့လှုပ်ချက်တွေကိုဒီနေ့မှတော့ပြောပြပေးပါမယ်။ဒီတော့အပတ္တမဆုံးအရေးကြီးတဲ့မိကုန်းနဲ့စလိုက်ကြရအောင်။မာလင်ငါးတွေကငါးတွေကိုဘာကြောင့်သူတို့နှုတ်သီးချုံနဲ့ထိုးတက်ပြီးစားရတာလဲ။အမှန်တော့ထိုးတက်တာလို့ပြောတာထက်ရိုက်ပုတ်တာဒါမှမဟုတ် ခုတ်ပိုင်းတာလို့ပြောရင်ပုံမှန်ပါလိမ့်မယ်သူတို့ဟာငါးအုပ်ကြီးတဲကိုအချိန်ပြပြင်းနဲ့ဝင်ပြီးနှုတ်သီးနဲ့ဘေးတိုက်ညံနှုံးနဲ့ခုတ်ပိုင်းလိုက်ပါတယ်ဒီလိုလှုပ်ချင်းအပြင်ငါးအုပ်ကြီးရဲ့စီလုံးမှုကိုပြက်စီးစေတယ်ဒံရရသွားတဲ့ငါးတွေဟာလည်းရေထဲမှာလှုပ်ရှားဖို့ခက်ခဲသွားပါတယ်ဒါမှမာလင်ငါးဟာပြင်းမစရာမလိုပဲတကောင်ချင်းစီကိုအလွဲတကူလိုက်ဖမ်းနိုင်တော့တာပေါ့ဒါတဘာဝရဲ့အသိဉာဏ်ရှိတဲ့အမဲလိုက်နီးပြူဟာတမျိုးပါဒါဆိုသူတို့ရဲ့အနှုတ်ပြချုံတွေကိုတန်ဃာတွေကဘာကြောက်ကြောက်ရတာလဲ အဖေကတော့သူတို့ရဲ့အရှိန်နဲ့အမြန်နှုံးရောက်ပါ လေးပေနီးပါးရှိတဲ့အလွန်မာကျောတဲ့နှုတ်သေးတကူကိုပေါင်၂000နီးပါးရှိတဲ့ငါးကြီးတကောင်ကတနအီမိုင်60ကျော်အရှိန်နဲ့တောင်းလိုက်တဲ့အခါလှေငယ်ရဲ့ဘေးဘက်ဒါမှမဟုတ်တစ်သားပြားကိုအလွယ်တကူထိုးပေါက်နိုင်ပါတယ်တန်ငါသေးတဲ့ဟာသူတို့ငါးပန်းကရိယာနဲ့လုံထွေးနေတဲ့မာလင်ငါးကရုတ်တရက်ခုန်တက်ပြီးထိုးမကိုအကြောက်ရဆုံးပါဒီအီယာမငါးကြီးတို့ကြောင့်လူတွေထိခိုက်ဘူးလားဆိုတာကိုသိချင်ကြမယ်လို့ထင်ပါတယ် ကံမကောင်းစွာနဲ့ပဲထိခိုက်မှုတွေရှိခဲ့မှုပါတယ်အဖြစ်အများဆုံးကတော့ငါဖန်းနေတော့မမျောလင့်မဲ့ဖြစ်ပွားခဲ့တာပါမာလင်ငါကငမားကျိတ်ချိတ်မိပြီးလွမြောက်ဖို့ရုန်းကန်တဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ဟာထိမ့်ချုပ်လို့မရပဲလေပေါ်ကိုရွတ်တရက်ခုန်တက်လာနိုင်ပါတယ်ဒီလိုအချိန်မှာနှုတ်သီးချွန်ဟာလူသားရဲ့ခန္ဓာကိုယ်လေးကိုမာရင်းစွာထိုးပေါက်ဝင်ရောက်နိုင်ပါတယ်ဥပမာအနေနဲ့လွန်ခဲ့တဲ့နှစ်တွေကတန်ခါတဲ့တူဟာမာလင်ငါရဲ့နှုတ်သီးနဲ့ရင်ဘတ်ကိုအထိုးခံရပြီးအသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရပ်တွေရှိခဲ့မှုပါတယ် ဒါပေမဲ့တတိထားရမှာကမန္လင်ငါတွေဟာလူပေါ်ရည်ရချက်ရှိရှိလိုက်တိုက်ခိုက်တတ်တဲ့တားရဲတွေမဟုတ်ပါဘူးသူတို့ရဲ့ရန်လူမှုဟာကာကွယ်မှုဒါမှမဟုတ်ကြောက်လန့်တကြားရုန်းကန်မှုကြောင့်ဖြစ်ပေါ်လာတာပါပြီးတော့အားလုံးသိချင်နေတဲ့အဖြေတစ်ခုကိုဆက်ဖွားရရအောင် သူတို့ကပင်လယ်ထဲမှာအမြင့်ဆုံးငါတွေလားဟုတ်ပါတယ်သူတို့ကကဘာပေါ်မှာအမြင့်ဆုံးငါတွေထဲမှာပါဝင်ပါတယ်အထူးသဖြင့်အမဲအောင်မာလင်ငါတွေဟာတနင်္ဂနွေကိုမိုင်စစ်စစ်အထိတွားနိုင်တယ်လို့ခန့်မှန်းရပါတယ် ဒါဟာကားတစ်စီးရဲ့အမြန်နှုံးနဲ့တူညီနေပါတယ်သူတို့ကပေါင်ဘယ်လောက်ရှိလဲဆိုတာသိချင်ကြတာအီယာမအပြာရောင် မာလင်ငါးတွေဟာပေါင်1000နီးပါးအထိရှိကြပါတယ်မာလင်ငါးမားတွေက9ထီလီတာအစများစွာပူကြီးပါတယ်မာလင်ငါးအမျိုးအစားတွေကိုအဓိကအားဖြင့်မျိုးစိတ်၄မျိုးခွဲခြားထားပါတယ်အပြာရောင်မာလင်ကအနက်ရောင်မာလင်ကအစင်းကြားမာလင်ကနဲ့အဖြူရောင်မာလင်ကတို့ပဲဖြစ်ပါတယ်။ကိုပိုင်းနေထိုင်ရာနေမြေနဲ့အရွယ်အစားကွေးပြားမှုတွေရှိပါတယ်။ ူတို့ကပင်လယ်ထဲမှာဂီယာစနစ်ကိုလို့အကျိုးပြုနေလဲဆိုတာကိုပြောပြပေးချင်ပါလိမ့်တယ်။မာလီတို့ကပင်လယ်ရဲ့ထိတ်ဆုံးကတာရဲတရိစံတွေပါ။ဒီလိုထိတ်ဆုံးကနေဖိန်းချုပ်ပြီးချင်းအပြင်သူတို့ဟာတင်းငယ်တဲ့ငါးအုပ်ကြီးကိုအယံမများလောက်ထိန်းကြီးပေးပါတယ်။ဒါကြောင့်ပင်လယ်ပြင်မှာသဘာဝဟန်ချက်မပြတ်အောင်ကူညီပေးတဲ့ပင်လယ်ပြင်ရဲ့ငါးတမျိုးလဲဖြစ်ပါတယ်။သူတို့အသားကရလူတွေအတွက်ဘာတွေအကျိုးရှိလဲမာလင်ကအသားမှာပရိုတင်းဗီတာမင်နဲ့အိုမီဂါ3စတဲ့အာဟာရဓာတ်တွေကျွေဝပါတယ် မာလင်ငါတို့ရာပင်လယ်အလှဆုံးအမြန်ဆုံးနဲ့အချိန်အပြင်းဆုံးတားရဲတကောင်မှာအန်ဒီရရှိတယ်လို့အရင်လဲလာတဲ့အေယာမငါးကြီးတွေပါ။နောက်လည်းဒီလိုဗီဒီယိုတွေကိုကြိုက်မိတဲ့ရင် like နဲ့ subscribe လို့လှုပ်ထားပြီးလို့မမေ့ကြပါနဲ့။နောက်ထပ်ဘယ်လိုပင်လယ်တတဝါတွေအကြောင်းသိချင်သေးလဲဆိုတာကို comment မှာရေးသွားပေးကြပါ။ဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်။